ပြန်မှမပြောဘူးဗျာပြန်မှကြဘူချောလာရဲ့အပြင်မှာဘူချောတယ်အသားပြူးနာပဲပိပိလေးလို့အဲအဲ့ကမနစ်ကရိုက်တာတော့အဲချင်းမှလည်းကြီးရထွက်အသားလည်းညိုနေတယ်ဝါလေးဝါနေတော့လေအပြင်မှာတွေ့တော့သူတို့သဘောကျကြပါရဲ့ကြောက်ကြောက်ပါဆိုင်တော့ကျွန်တော်ကအာရိုက်ကျွန်တော်ရိုက်တဲ့ပါရဲ့ရက်တွေပဲသွားတော့ရှေ့ရဇလန်းလေးကျွန်တော်မသိဘူးဗျအဲကျွန်တော်ပါတဲ့ဟာကျတော့အသားမပါဘူးလေအတီးကြီးပဲဆိုတော့ ြက်ဇလန်းนี่မသိဘူးဇလန်းချင်းတော့ပဲသိရပါလေဒါမှရှင်းမှာမီဒီယာပရက်ရှိုးလေးလို့တော့မှာစကားလေးကိုတခြားကြည့်ပြီးတော့တော်တော်လေးချက်ဖို့ကောင်းတယ်ပြောဖို့ကောင်းတယ်ကြည်နူးဖို့ကောင်းတယ်အဲ့လိုကားလေးမျိုးပါဟိုပြိဿတွေထင်ရသလိုအဲထင်နေကြလို့အားလုံးအဲငဘောကားကြီးတည်တဲ့တော့မဟုတ်ပါဘူးပေါ်တော်တော်ကားကြီးတော့မဟုတ်ပါဘူးကျွန်တော်ဈေးနေရသူတို့နဲ့ပဲဆောင်ရတာပါအဲကျွန်တော်မှာစရတော့ရင်ခုန်သားပေါ့လေကိုတဲ့ များကြီးစီနေရကြပြီအတားကြီးတွေလေအတားကြီးနဲ့ဆောင်းအောင်မှာဆိုရင်တော့ခုံနေဒါပေမဲ့ကျွန်တော်ကကိုယ်ကိုက်တာကိုမှုကိုထဲတာဖြစ်တဲ့ဆိုတော့ဟိုကိုယ်ကူတော့အလောက်ကြီးဟိုရှိန်နေတော့ဗျာအကောင်းဆုံးတော့ကျွန်တော်လုံးနိုင်တော့တော့ဂျိုးသားထားတယ်အရှင်ပြေမပြေတော့ပြည်သက်တွေဆုံးဖြတ်ပေးနေပါတယ်ရှေ့ကောင်မဆုံးဘူးဗျအဲဒီကားလည်းကျွန်တော်ရဲ့ပထမဆုံးရုပ်တင်ကားလေးလည်းဖြစ်တဲ့ပြင်အတားကြီးနဲ့လည်းဆောင်းရတဲ့ကားလေးပါ မောမြစ်ထဲမှာတော့ပြည်သက်တွေကကျွန်တော်ကာရိုက်တာကိုအားမလို့အားများဖြစ်ကြတယ်မိမကြောက်လူအေးကြီးပေါ့လေအဲ့လိုပြောပြကြတယ်ဒါပေမဲ့ဒီကားမှာကကျွန်တော်ကာရိုက်တာ changes ပြအောင်ဘယ်လိုစူးစမ်းထားတယ် ဘယ်လိုပုံပေါ်ထားတယ်ဆိုတာကိုပြည်သက်တွေကိုကြည့်ပြီးအသိမှတ်ပြုစေချင်ပါတယ်။လာကြည့်သေးချင်ပါတယ်လို့။အဲ့လိုကျွန်တော်ပြောတဲ့ချိန်ကျရင်တော့ပြောသလိုနေတာပေါ့လေ။မပြောတဲ့ချိန်ကျရင်မပြောသလိုပါပဲ။အရင်ကြီးဒီပုံစံကြီးတတ်မှတ်ထားမျိုးတော့မရှိပါဘူး။ကျွန်တော်ကဒီငါဒီပုံစံမဲနေမယ်ဆိုတာမျိုးလည်းမတွေးတာပါဘူး။ကျွန်တော်အဲစကားမပြောချင်တဲ့လူတွေရှိကြရင်မပြောဘူး။ပြောချင်တဲ့လူတွေရှိကြရင်ကျွန်တော်စကားအများကြီးပြောရင်လည်းပြောတယ်။အဲ့လိုမျိုးကြီးကျွန်တော်တို့တည်တိုင်းတတ်မှတ်ထားလို့မရဘူးလေကျွန်တော်ဘွားကိုလည်းအဲ့လိုချုပ်တီးတာမျိုးရှိလှုပ်ရှင်တဲ့အချိန်လှုပ်တယ်မလှုပ်ရှင်တဲ့အချိန်မလှုပ်ဘူး အများကြီးတော့မတွေးတာပါဘူးကျွန်တော်လည်းလုတ်ခွင့်ရတဲ့ဇလန်းကကာရိုက်တာကိုကျွန်တော်အကောင်းဆုံးကြိုးစားထားတယ်ဇလန်းလေးကကောင်းတယ်ပြိသက်တွေခြိုက်မယ်ဆိုတော့သိတယ်အဲဒါပေမဲ့အများကြီးလည်းမမျှော်လင့်ထားဘူးဒီဇလန်းမျိုးရိုက်လို့ပြိသက်တွေခြိုက်ရမယ်ဆိုလည်းမတွေးထားဘူးဒါပေမဲ့ဟိုကျွန်တော်တို့လူတွေပေါ့ဗျာလူတွေကအဲကို ။ဥပမာကျွန်တော်အနာလေးရသေးလေးရှိတယ်။အခုနာကျွန်တော်ထန်နည်းနည်းလေးပူကြီးနေဆိုရင်ကျွန်တော်နည်းနည်းစိတ်သက်သာရရသွား။အဲ့တော့ရုပ်ရှင်တွေထဲမှာအရန်လောင်နေရရင်ကိုဘောကမှလောင်နေဆိုတာကသက်သာသွားတာပဲလေလူတွေကဒီလိုကားမျိုးကိုစိတ်သက်သာရကြအောင်ကြီးကြရလို့ပဲကျွန်တော်တွေးပါတယ်မုန်းတဲ့ဆင်းတော့မရောက်ပါဘူးကြကျွန်တော်ကိုအားမလို့အားမရနဲ့အဲ့လိုအာဒီတပ်ပုံကြီးဖြစ်နေခြင်းကတော့ဒိဋ္ဌနာဒေါသရနေတော့ကြတာပါမယ်ရောက်မယ်ရောက်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးအတွေ့အကြုံရ ပြောမခံဘူးသေးတော့အစာပိုင်းတော့ဝမ်းနေတာပေါ့လေကွန်မန့်တွေလိုက်တခါလေလိုက်ကြည့်ဝမ်းနေနောက်ပိုင်းတော့မဖတ်တော့ပါဘူးသူကအစင်ပြေတယ်လို့ပြိတ္တတွေကလည်းစကားကိုကြည့်ပြီးဇလန်းနေရကာရိုက်တာကိုပြောကြတာပဲငါ့ကိုလာပြောတာမဟုတ်တာဆိုပြီးတော့ကိုယ့်ကိုယ်လည်းစိတ်အေးထားပါတော့အဲမော်ကျွန်တော်ကာရိုက်တာကမိမိမစကားနားထောင်မိစကားနားထောင်လူရိုးလူအင်းအင်းနေလှုပ်ထားခဲ့တာပဲလေကျွန်တော်ကာရိုက်တာအဲ့လိုလေးကို အဲပရိသတ်တွေကလည်းအဲ့လိုမြင်နေဆိုတော့ဒါကျွန်တော်ရုပ်ဆောင်တာအဆင်ပြေလို့ပဲခံစားရပါတယ်။မုံမြစ်ထဲမှာတူရာဦးနဲ့တီရာဦးကဒီသူကြောက်ကိုကြောက်မှလည်းပါတာဖြစ်တဲ့အတွက်မုံမြစ်ကြည့်ပြီးတော့ပင်မနေတဲ့ပရိသတ်တွေဒီသူကြောက်ကိုကြောက်ကားလေးနဲ့အပန်းဖြေနေကြပါတယ်ခင်ဗျာ။ကျေးဇူးပါ။ဟုတ်ပါ။